လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ISP အသင်ပါဝင်နေတဲ့အုပ်စုပွဲစဉ်တွေကတော့ပြီးဆုံးလို့သွားခဲ့ပါပြီ၃ဘွဲကစားထားရမှာ ISP အသင်နေနဲ့၃ဘွဲစလုံးအရင်းနှင်းခဲ့တာကြောင့်ရမတ်0နဲ့အုပ်စုဆင်းကနေပဲဂျင်းနဲ့ခဲ့ရပါတယ်တောက်လျှောက်ကိုစိတ်ပြအာရုံချင်းမရှိဘဲနဲ့ကွင်းထဲအထိလာရောက်အားပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ရှိကြောင်းနဲ့ ISP တင်သားတွေကတောင်းပန်ခဲ့ပါတယ် အုပ်စုတက်သွားတဲ့အသင်းတွေကတော့ ISB အသင်းပါဝင်နေတဲ့အုပ်စုမှာတိုချိုဘာရီအသင်းနဲ့နာဂိုရန်အသင်းတို့ကအုပ်စုပထမနဲ့အုပ်စုဒုတိယနေရာကနေတက်မြောက်သွားပါတယ်။စူဝမ်အသင်းကတော့အခြားသောအုပ်စုတွေရဲ့ရလက်အခြေအနေကိုကြည့်ပြီးတော့တတိယနေရာနဲ့တက်မြောက်ဖို့ကိုမျှော်လင့်ရပါမယ်။ဒါဆိုရင် ISB အသင်းအနေနဲ့တကယ်တမ်းအဆင့်မြင့်ပြိုင်ပွဲတစ်ခုကိုစတင်ရင်ဆိုင်လိုက်ရတဲ့အခါမှာမတူညီတဲ့ level တွေကိုမြင်ရတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့အပြုသဘောဆောင်တဲ့သုံးသပ်မှုဖြစ်ပါတယ်။ အဓိကအဖြစ်ကြံ့ခိုင်မှုပါအမျိုးသားပွဲတွေရောအမျိုးသမီးပွဲတွေမှာပါမြန်မာအသင်းအနေနဲ့ကစားသမားတွေအနေနဲ့ကြံ့ခိုင်မှုအားနည်းတာကိုတွေ့ရတယ်ဒါကကစားသမားတွေအတွက်အားကစားနဲ့စေဝါထောက်ပံ့မှုလိုအပ်ချက်ကြောင့်လားဒါမှမဟုတ်အားကစားသမားတွေရဲ့ body byte နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကြံ့ခိုင်မှုမဖြစ်သေးမှုကြောင့်လားဒါတွေကလည်းစဉ်းစားကြည့်ရပါကစားကြတဲ့သုံးပွဲမှာပထမပွဲတွေမှာကကိုဘက်ကနေအမှားများပြီးတော့ဂိုးမပေးရရဲ့အတွက်ခံစစ်ကိုပိတ်ဆို့ကစားပါတယ်ဒါကကောင်းတဲ့အချက်ပါ တို့ပဲအုပ်စုတက်နိုင်မှုမျောလင်းချက်အတော်လေးနေပါနေတဲ့အချိန်မှာနာဂိုရန်အသင်းနဲ့ရင်ဆိုင်ရပါတယ်။တံမြန်တိုက်စစ်ကနေဒါမှမဟုတ်ဂိုရရှိနိုင်မှုပြန်လဲတိုက်စစ်ဆင်နိုင်တဲ့အနေအထားတွေမှာဂိုရရှိမှုမကြိုးစားတာတွေတွေ့ရပါတယ်။ဒါကရောဘာကြောင့်မှလဲ။နီးပြရဲ့နီးစနစ်ကြောင့်လားဒါမှမဟုတ်ကစားသမားတွေရဲ့စိုးရိမ်စိတ်ကြောင့်လားစဉ်းစားစရာဖြစ်ပါတယ်။ မိမိအသိရဲ့ဂိုးရှိကိုရောက်မလာအောင်ကာကွယ်ဖို့ကိုပဲအဓိကအာယုံဆိုင်ခဲ့ရန်တူပါတယ်အခြေစမိမိမကစားနိုင်ခဲ့ပဲနဲ့တပွဲလုံးပြိုင်ပတ်အသိရဲ့ဘောလုံးလမ်းကြောင်းကိုဖျက်တောက်ဖို့ပဲဥတည်ခဲ့တာလေးတော့တွေ့ရပါတယ်လာမယ့်စီးကိန်းမှာတော့တူတင်ကိုတင်ပြန်လဲကစားကြဖို့လိုပါတယ်ဒီပြိုင်ပွဲတွေကနေအတွေ့အကြုံတွေရလိုက်မယ်လို့မျှော်လင့်ပါတယ် ISB အသင်းပါဝင်နေတဲ့အုပ်စုကလည်းအရန်ကိုကြက်နေတာကြောင့်ဒါကရလက်ကိုလည်းလက်ခံရမယ်အနေထားဖြစ်ပါတယ်မြန်မာဘောလုံးလောကရဲ့ရသကိုတော့မပြောက်စေချင်တာကြောင့်သုံးသပ်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ။ဒါမဲ့စီးကိန်းမှာတော့အကောင်းဆုံးကြော်ဖြတ်ပြနိုင်ပါစေလို့မျှော်လင့်နေတဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစကိုင်းအေဂျင့်ပျော်ရွှင်ကြပါစေ။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါမေးပါနဲ့။ကျေးဇူးတင်ပါတယ်။